ယူကရိန်းဒရုန်းတွေကဇပိုရီရှာကိုတွားနေတဲ့ရုရှားခဲယမ်းတင်စစ်ကား28စီးကိုဖောက်ခွဲမနက်7:15မိနစ်တတိမှာမက်စတီကီရဲ့အရှိတောင်ဘက်မှာငြိမ်သက်နေတဲ့လေတုဟာရုတ်တရက်ပြတ်ပြားသွားပါပြီ။တပင်တွေအပေါ်နဲ့နေလေးကနေယူကရိန်းတိုက်ခိုက်ရေးလေယာဉ်တွေဟာမနက်ခင်းမြူကိုးတွေတဲကိုအမြန်နှုံနဲ့ဖျက်ပြန်လာကြပါပြီ။ သူတို့ပြစ်လိုက်တဲ့ဒုံးပြန်တွေကြောင့်တောင်ကျောတစ်ခုလုံးမီးတောက်တွေလိုလင်းသွားခဲ့ပါပြီ။သူတို့ရဲ့အနောက်ကနေရဟတ်ရင်လက်နက်တပ်နှစ်စီးကလည်းကပ်ပြီးလိုက်ပါလာပါပြီ။သူတို့ရဲ့ဒုံးပြန်တွေဟာမဝေးတဲ့နေရာမှာရှိတဲ့ရုရှားရဲ့ကရုတ်ချင်းတွေစီတက်တက်ဥတီပြန်တန်းသွားပါပြီ။တောအုပ်အစွန်ကနေယူကရိန်းတန်ချက်ကတင်ကားကြီးတွေစားပြီးရှေ့ကိုရွေ့ရှားလာကြပါပြီ။သူတို့ရဲ့အင်ဂျင်တန်ပြင်းပြင်းတွေကြောင့်မြေကြီးတွေတုန်ခါသွားပါပြီ။အနောက်ဘက်အနေငယ်ဝေးတဲ့နေရာမှာတော့မြေကြီးတွေတူးထားတဲ့နေရာတွေကနေအမြောက်ကြီးတွေကအဆက်မပြတ်ပစ်ခတ်နေပါပြီ။ ဂျိုင်ဝမ်တစ်ဖက်မှာတော့ပဲထိန်ဒုံးပြက်ပစ်ဆက်တစ်ခုစတင်အလလုပ်ပါတော့တယ်ဒါပေမဲ့ဒါဟာခုခံကာကွယ်ဖို့အတွက်မဟုတ်ပါဘူး။ရုရှားရဲ့ရေဒါစနစ်ကိုလှည့်စားဖို့အတွက်အကွက်စင်ထားတာဖြစ်ပါတယ်။ယူကရိန်းရဲ့ electronic စစ်ပွဲသုံးယာဉ်တွေကအားပြင်းနဲ့လှိုင်းပိတ်ဆို့မှုတွေကိုလေးထဲထုတ်လွှင့်ခဲ့ပါတယ်။ဒါတွေကရုရှားရေဒါတွေကိုပိတ်ဆို့ပြီး electronic စူညံတဲ့နိုင်ငံတစ်ခုကိုဖန်တီးလိုက်တာပါ။ဒါဟာစနစ်ကြတဲ့စီမံချက်တစ်ခုပါ။လှုပ်ရှားမှုတိုင်းဟာအချိန်ကပ်ပြီးအကတစ်ခုလိုချိတ်ဆက်နေပါတယ်။ ဒါဟာအမြေပြင်လေကြောင်းနဲ့အချက်ပြစနစ်တုံးပြီးတည်တည်ရှိရှိဖန်တီးထားတဲ့တိုက်ခိုက်မှုဖြစ်ပြီးအားလုံးပေါင်းစပ်ပြီးမော်စကိုရဲ့အရှိမြောက်ဘက်ကာကွယ်လှိုင်းကိုဖောက်ထွက်ပစ်ခဲ့ပါတယ်။ပထမဆုံးပောက်ကွဲတံကတောအုပ်ထဲမှာပဲ့တင်တံထက်နေတုံးပါပဲ။နောက်ထပ်အဆင့်တစ်ခုစတင်ခဲ့ပါတယ်။တန်ကြကရင်ကြီးတွေကနေစက်ရုပ်ခွေတွေပြေးထွက်လာကြပါတယ်။သူတို့ရဲ့ကြောအနောက်မှာတနန်းငယ်လေးတွေတက်ဆင်ထားပါတယ်။ သူတို့တွေကပျက်စီးနေတဲ့လမ်းတွေနဲ့ဟာလာဟင်းလင်းချက်ဝင်းတွေထဲမှာအလင်းမြန်သွာလာနေကြတာပါ။လှိုင်းပိတ်လို့မရတဲ့လမ်းပြစနစ်နဲ့အာယုန်ကန်ကရိယာငယ်လေးတွေကသူတို့ကိုလမ်းညွှန်နေပါပြီ။သူတို့ဟာရုရှားစောင့်ချက်သူတွေကိုအမိုးတွေပေါ်ကနေမောင်းထုတ်ပြီးပြစ်မှတ်တစ်ခုချင်းစီကိုအပူချိန်ကြီးအလင်းရောင်နဲ့အမှတ်အသားပြုလုပ်ခဲ့ပါပြီ။ဟိုကောင်းငင်အမြင့်မှာရှိတဲ့ယူကရိန်းထောက်လိုင်း drone တွေကအပူချေရခံပြီးလင်းနေတဲ့အမှတ်အသားတွေကိုတွေ့မြင်ခဲ့ကြရပါတယ်။ သူတို့ဟာနှမိုင်အကွာကနေစောင့်နေတဲ့ BM27 ဒုံးပြန်ဖြစ်တက်စီကိုတိနေရအချက်လက်တွေကိုပို့လွှတ်လိုက်ပါရီမကြခင်မှာပဲလေတုထဲမှာလျှက်စစ်ဆိုင်ရာစုညံတန်းတွေပြင်းထန်သွားပါရီယူကရိန်းရဲ့လှိုင်းပိတ်စနစ်တွေကထူထဲတဲ့လျှက်စစ်တန်းလိုက်စုညံမှုနေရာတစ်ခုကိုဖန်နေလိုက်ပါရီဒါဟာအချက်ပြလှိုင်းတွေကိုလမ်းလွှဲစီပြီးအစစ်အမှန်သတင်းအချက်လက်တွေကိုအတူရောက် data အလှော်တွေကအောက်မှာဖုံးကွယ်ထားလိုက်တာပါမာတစ်စကီပဝင်းကျင် data ဟာမျက်စိကွယ်ရာဆုံးဖြစ်သွားပါပြီ ရုရှားစစ်ဦးစီးချုပ်တွေကသူတို့ရဲ့ရေဒါဖမ်းသားပြင်တွေပေါ်မှာထူးဆန်းတဲ့ပုံသဏ္ဍာန်တွေကိုမြင်တွေ့လာရပါတယ်။ရန်သူမရှိတဲ့နေရာတွေမှာအတုအယောင်ပြစ်မှတ်တွေပေါ်လာပါတယ်။သူတို့ရဲ့ကာကွယ်ရေးကွန်ပျူတာတွေမှာမရှိတဲ့ပုံရိပ်တွေနဲ့မှားယွင်းတဲ့အချက်ပြလှိုင်းတွေကိုသာပြသနေပါတယ်။ AI drone အုပ်စုတစ်ခုကလည်းအသံမကြားရအောင် တိတ်ဆိတ်စွာပြန်တန်းနေပါတယ်။သူတို့ဟာဖုံးကွဲထားတဲ့ကားတွေကိုအပူချိန်ကြီးကင်မရာတွေနဲ့ရှာဖွေနေတာပါ။သူတို့ရဲ့ရုပ်တံတွေကိုတတော်တဲ့မှာဖုံးကွယ်ထားတဲ့စစ်စင်ရေးဌာနစီကိုတိုက်ရိုက်ပို့ပို့နေကြပါရဲ့ အဲ့ဒီမှာရှိတဲ့ကွန်ပျူတာတွေကလူသားတွေထက်ပုံမြန်တဲ့နှုံနဲ့ဘယ်ပြစ်မှတ်ကိုအရင်ဆုံးတိုက်ခိုက်ရမလဲဆိုတာကိုဆုံးဖြတ်နေကြပါတယ်။ရုရှားစစ်သားတွေဟာဘာတွေဖြစ်နေတယ်လဲဆိုတာကိုကြည့်ဖို့ကြိုးစားနေကြတာပါ။ရန်သူကိုရှာဖွေဖို့ drone ငယ်တွေကိုလွှတ်တင်ခဲ့ကြပါတယ်။တောင်ပတ်ချမ်းမှာရှိတဲ့လေကြောင်းရဲကာကွယ်ရေးစနစ်ကိုလည်းဖွင့်ခဲ့ပြီးပြစ်ခတ်ခဲ့ပေမဲ့ဘာကူမှမထီခဲ့ပါဘူး။ရီဒါမှာလည်းမှားရွေးတဲ့ပုံရိပ်တွေနဲ့လှဲခွက်တွေကိုသာပြသနေရပါရုရှားရဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးဟာအရေးတွေကိုလိုက်ဖမ်းနေရတယ်လို့ဖြစ်နေပါတယ်ဒီတိုက်ပွဲဟာတာမန်တိုက်ခိုက်တဲ့တပ်မဟုတ်တော့ပါဘူး digital ထောင်ချောတစ်ခုဖြစ်နေပါတယ်။ရုရှားရဲ့လှုပ်ရှားမှုတိုင်းကိုယူကရိန်းရဲ့စစ်တပ်ကမှတ်တမ်းတင်ပြီးအချိန်နဲ့တပြေးညီလိုင်ယွန်ကြီးထွေဖြစ်အောင်အသုံးပြုနေပါတယ်။အခုတော့မာတစ်ကီဟာတိုက်ခိုက်ခံရရုံသာမကပဲနီးပညာနဲ့ထိမ့်ချုပ်ခံနေရတာဖြစ်ပါတယ်။ကောင်းကင်တခွင်လှိုင်းပိတ်ဆို့မှုတွေပြင်းထန်နေပြီးစစ်ရုပ်ခွဲတွေဆက်လက်ရှာဖွေနေချိန်မှာပဲတိုက်ပွဲရဲ့နောက်တစ်စိတ်တစ်ပိုင်းစတင်လာခဲ့ပါတယ်။ရုရှားရဲ့အာယုံခံကိရိယာတွေဟာအတူအောင်ပြစ်မှတ်တွေကိုလိုက်ကြည့်နေတော့မှာပဲယူကရိန်းအမြောက်တပ်ဖွဲ့၃ဘွဲကတပြိုင်တည်းမီးဖွင့်တိုက်ခိုက်ပါတယ် BN27 ဒုံးပျံပြစ်စင်ဆက်တွေတဲ့ကတစ်တော်တွေကနေဒုံးပျံလှိုင်းလုံးတွေကိုပြစ်လွတ်ပါတယ်။ American ထုတ် M109 အမြောက်ကြီးတွေကလည်းတိကျတဲ့ကြီးစံတွေကိုတစ်လုံးပြီးတစ်လုံးပြစ်ခတ်ပါတယ်။တခြားရွေလျားဒုံးပျံစနစ်တွေကလည်းကြိုတင်စီစဉ်ထားတဲ့နေရာတွေစီကိုထပ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။သူတို့ဟာရန်တမ်းပြစ်ခတ်နေတာမဟုတ်ပါဘူး။ပြမှတ်တစ်ခုချင်းစီကို drone ရဲ့အာယုန်ကန်ကရိယာစေယုံမီတွေနဲ့အတန်ထောက်လန်းဇက်တွေကအတီးပြူပြီးသားဖြစ်ပါတယ် တနတ်တိုင်းကိုတိုက်ရဲအချက်လက်တွေအပေါ်အခြေခံပြီးပြစ်ခတ်တာဖြစ်ပါတယ်။ကြီးစံတိုင်းဟာတေးစင်တိုင်းနဲ့ပြည်ပြည်စုံတဲ့လမ်းကြောင်းကိုလိုက်ပါသွားပါတယ်။မိုးကောင်းငင်မှာမိโกဒန်းတွေနဲ့အတန်တွေပြင်းထန်နေပါတယ်။အပေါ်စီးက drone တွေဟာအရာအလုံးကိုအပူချိန်အယောင်တွေနဲ့မြင်နေရတာပါ။အနီးနဲ့အဖြူရောင်ပြင်းမှတ်တွေဟာအောက်မှာတောက်ပနေပါတယ်။စီတင်ကားတွေစစ်စင်ရေးတဲတွေနဲ့ခဲယံတူလောင်ယုံတွေဟာမီးသွေးခဲတွေလို တောက်လောင်နေပါတယ်။ကြည်စံတိုင်းဟာရုရှားရဲ့ကာကွယ်ရေးကိုအသက်ဆက်ရှင်စေခြင်းနဲ့အဓိကအချက်ချနေရာတွေကိုထိမှန်စေပါရယ် ဒုံပြပစ်ခတ်မှုတစ်ကြိမ်ကအဓိကစခန်းနာကထောက်ပံ့ရေးလမ်းကြောင်းကိုဖြတ်တောက်လိုက်ပါတယ်။နောက်တစ်ကြိမ်ကတော့အရှိပါ2မိုင်အကွာကစူဝေးယာနေရာကိုဖျက်ဆီးခဲ့တာပါ။ယူကရိန်းရဲ့စီမံချက်ကလည်းရှင်ပါတယ်။ရန်သူကိုရှေ့မတက်မီဒါမှမဟုတ်ဆက်သွယ်မှုမလုံးနိုင်မီရွှေရှားခြင်းနဲ့ဆက်သွယ်ခြင်းကိုရပ်တန့်စေဖို့ဖြစ်ပါတယ်။ရုရှားဘက်ကလည်းပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်ပါတယ်။သူတို့ဟာ150မီလီမီတာအမြောက်ကြီးတွေနဲ့မီးတုပ်ဒုံပြန်ကြီးတွေကိုအသုံးပြုခဲ့တာပါ။တောအုပ်တစ်ခုလုံးလိမ်မော်ရောင်မီလီယံတွေတောက်လောင်ပြီးမြေကြီးတုံခါကတစ်ပင်တွေလဲချခဲ့ပါတယ်။ ဒါပေမဲ့ရုရှားတွေပြန်ပြစ်တဲ့အချိန်မှာတော့ယူကရိန်းတွေကလလန်းမမီတဲ့အကွာအဝေးမှာနေခဲ့တာပါ။သူတို့ရဲ့လက်နက်တွေကပုံမဝေးဝေးပြစ်နိုင်ပြီးပိုကောင်းတဲ့အာယုံခံစနစ်တွေရှိပါတယ်။သူတို့ဟာဒိုင်ရိုက်တိုက်ခိုက်ခြင်းထက်ရုရှားရဲ့အားနည်းချက်တွေကိုသာရွေးပြီးတိုက်ခိုက်ခဲ့ကြတာပါ။မိုးကောင်းကင်အမြင့်မှာတော့လေကြောင်းကိုပြန်လဲထိန်းချုပ်ဖို့ရုရှားလေယာဉ်နှစ်စီးပြန်တက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့စစ်မြေပြင်ကိုရောက်တဲ့အခါသူတို့ရဲ့ရေဒါတွေအလုံးမလုံတော့ပါဘူး။သူတို့ဟာအတူယောင်အပူပုံရိပ်တွေ၊မာယုံနဲ့ရေဒါအချက်ပြမှုတွေနဲ့မမှန်ကန်တဲ့ပြစ်မှတ်တွေကိုသာမြင်တွေ့ခဲ့ကြတာပါ။ ယူကရိန်းရဲ့လှိုင်းပိတ်စနစ်တွေကသူတို့ရဲ့ကွန်ပျူတာတွေကိုလုံးဝရှုပ်ထွေးသွားစေပါတယ်။လေမှုတွေဟာချိန်ချမှုတွေသူတို့ရဲ့ဖန်သားပြပေါ်ပေါ်လိုက်ပျောက်သွားလိုက်ဖြစ်နေတာမြင်တွေ့ရပါတယ်။ဘယ်အရာကအစ်စ်မှန်လဲဆိုတာသူတို့ခွဲခြားမသိနိုင်တော့ပါဘူး။သူတို့ဟာဘယ်နေရာကိုတိုက်ခတ်ရမလဲဆိုတာမသိကြပဲလမ်းကြောင်းပြောင်းပြီးဆက်ဝိုင်းပုံပြန်တန်းနေဖို့သာဆုံးဖြတ်လိုက်ရပါတယ်။ သူတို့ရဲ့စွမ်းအားကိုဒုံးကြီးတွေကမတားဆီးခဲ့ပဲမမြင်ရတဲ့ digital လှည့်ကွက်တွေကရှင်းတန်းသွားစေခဲ့တာပါလေလူရှင်းလင်းသွားချိန်မှာတော့အမြောက်တပ်တွေကသူတို့ရဲ့အလုပ်ကိုအလုပ်ပြီးသွားခဲ့ပါပြီရုရှားထောက်ပံ့ရေးလမ်းကြောင်းတွေပြတ်တောက်သွားပြီစစ်စင်ရေးဌာနချုပ်တွေအထည်နာပါပြီမာတစ်ကီပဝင်းချင်းကသူတို့ရဲ့ကာကွယ်ရေးကွန်ရက်ကြီးမှာဟာခွက်တွေပြင်နေပါပြီစစ်ပွဲဟာပြောင်းလဲသွားခဲ့ပါပြီဒါဟာတင်ကားနဲ့တက်နှက်တွေအကြောင်းမဟုတ်တော့ပါဘူးတရင်အချက်လက်အကြောင်းဖြစ်သွားပါပြီဘသူက data ကိုပို့ပြီးမြေမြန်စံအကောင့်ထဲဖော်နိုင်တယ်လေဆိုတဲ့အပေါ်မှာမူတည်သွားပါပြီ ပောက်ကွဲတံတွေပဲ့တင်တဲ့ထက်နေတော့မှာပဲယူကရိန်းရဲ့နောက်ထပ်လှုပ်ရှားမှုစတင်ခဲ့ပါတယ်။အနောက်ဘက်တတော်တွေကနေအထူးစစ်စင်အဖွဲ့တစ်ခုကတိတ်ဆိတ်စွာဝင်ရောက်လာပါတယ်။သူတို့ကိုအနီးနားကလှိုင်းပိတ်ရင်တွေရဲ့လျှက်စစ်စူညံတံတွေကဖုံးအုပ်ပေးထားပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတင်ကားတွေကိုဖျက်ဆီးဖို့မဟုတ်ပါဘူး။စစ်တွေတွေကိုဖျက်တောက်ဖို့ပါ။သူတို့ဟာအပြင်ဘက်ကွာကွေရင်းနဲ့မော်စကိုကြားကနောက်ဆုံးကွင်းဆက်ကိုပြစ်မှတ်ထားနေတာပါအပေါ်စီးက drone အုပ်စုတစ်ခုကနေရာကိုလှည့်ပတ်စစ်ဆေးပါတယ် စက်ရုံတွေကြမှာဖုံးကွယ်ထားတဲ့အင်တာနာတွေနဲ့အချက်ပြမျှော်စင်တွေကိုသူတို့ရှာတွေ့ပါတယ်။ဒီနေရာအချက်လက်တွေကိုယူကရိန်းရဲ့လှိုင်းပိတ်ရင်တွေစီပေးပို့ပါတယ်။အဲဒီရင်တွေကဒီမျှော်စင်တွေစီကိုအားကောင်းတဲ့လှိုင်းပိတ်ရောင်ကြီးတွေထုတ်လုပ်ခဲ့ပါတယ်။မင်းနဲ့ပိုင်းအတွင်းမှာပဲရုရှားရဲ့ရေဒီယိုလှိုင်းတွေဟာစူညံတန်တွေဖြစ်သွားပါတယ်။ကွန်ပျူတာဖမ်းသားပြင်တွေရှင်းတန်သွားပါတယ်။စီဦးစီးချုပ်တွေကသူတို့ရဲ့ data တွေကိုမြင်နေရသေးပြီမြင်သူတို့ရဲ့အမိန့်တွေကဘယ်ကောမှမရောက်တော့ပါဘူးမော်စကိုစီပို့တဲ့စာတွေလည်းဘယ်တော့မှမရောက်ခဲ့ပါဘူး အဲဒီနောက်ယူကရိန်းစစ်စေရင်မှုတွေဟာမျိုးရင်းလန်းတွေတဲ့တိတ်တိတ်လေးဝင်ရောက်လာကြပါတယ်။သူတို့ကဝါယာကြိုးတွေကိုအရေးပြောစေတဲ့အထူးမီးယာတုံပစ္စည်းတွေနဲ့မြေရောက်ကေဘယ်ကြိုးတွေကိုဖြတ်တောက်ခဲ့ပါတယ်။ရုရှားရဲ့လေတဲကအချက်ပြဆက်တွေကခုခံဖို့ပဲဖြစ်ပေမဲ့လည်းလှိုင်းပိတ်မြူကိုတွေကအချင်းချင်းထတ်နေပြီးအချက်ပြလှိုင်းနိုင်ကိုရှုပ်ထွေးသွားစေပါတယ်။15မိနစ်အတွင်းမှာပဲမာတစ်စကီနဲ့မော်စကိုဂျာကဆက်သွယ်ရေးအားလုံးရဲ့40ရာခိုင်နှုန်းကျော်ပျောက်ကွယ်သွားခဲ့ပါတယ်။ ရေဒီယိုစကားပြောဆိုမှုတွေဟာစူညံတန်တွေဖြစ်သွားတာပါ drone ရုပ်သံလိုင်းတွေရှက်တန်သွားပါတယ်ရုရှားတပ်ဖွဲ့တွေဟာအချင်းချင်းမျက်စိကွယ်ပြီးတပ်ဖွဲ့တွေတိုက်ခိုက်နေရတဲ့အခြေအနေဖြစ်သွားပါပြီဒါဟာလက်နက်အင်အားအကြောင်းမဟုတ်တော့ပါဘူးတရင်အချက်လက်ထိန်ချုပ်မှုအကြောင်းပါအချက်ပြလိုင်းတွေကိုထိန်ချုပ်နိုင်သူကစစ်မြေပြင်ကိုထိန်ချုပ်နိုင်ခဲ့ပါတယ်ဒူဆန်နဲ့ခေတ္တတိုက်ဆိတ်မှုအပြီးမှာလှုပ်ရှားမှုအသစ်တွေနဲ့အတူပြန်လည်ပြပြသွားခဲ့ပါတယ်အရှိတောင်ဘက်တစ်ပင်တွေကနေယူကရိန်းစစ်သားတွေဟာစိုင်းကယ်တွေနဲ့အလင်းမြန်ထိုးဖောက်ဝင်ရောက်လာကြပါတယ် မီဂိုရီဂျာမာသူတို့ရဲ့အင်ဂျင်သံတွေတဝဝမြည်ဟင်းနေပါတယ်။စီးနင်းသူတိုင်းဟာတင်းငယ်တဲ့တင်ကားဖြတ်လက်နက်ကိုကန်ဆောင်ထားပါတယ်။သူတို့ရဲ့နောက်မှာတန်းချက်ကစစ်အုပ်ငယ်လေးတွေကပါလိုက်ပါလာပြီးသူတို့မှာပါတဲ့ဆက်တနက်ငယ်လေးတွေကရှေ့ကပရင်းပေါက်တွေနဲ့အမိုးတွေကိုပြစ်ခတ်ပေးနေကြပါတယ်။ယူကရိန်းတွေဟာမြေမြစစံနဲ့ဂေယုတဆိုင်ရွေးရှားနေကြပါတယ်။ရုရှားဆက်သွယ်ရေးပြတ်တောက်နေတာကြောင့်သူတို့ဟာအုပ်စုငယ်လေးတွေခုံလွှားတယ်လို့ရှေ့တိုးလာကြပါတယ်။နေရံတွေနဲ့မီးလောင်နေတဲ့ကားတွေနောက်မှာပုံရှိုးပြီးတစ်ချိန်ကို90အကွာဝေးလောက်သာရွေးရှားကြပါတယ်။ စစ်သားတိုင်းရဲ့ခေါင်းဆောင်မျက်နှာပြင်မှာတိုက်ရိုက်ဒရုန်းမြေပုံတွေနဲ့ချိတ်ဆက်ထားပါတယ်။ရုရှားတပ်နဲ့တလက်ပြစ်ခတ်လိုက်တာနဲ့တိကျတဲ့တိနေရာဟာသူတို့ရဲ့မြေပုံတွေပေါ်မှာချက်ချင်းပေါ်လာတာပါ။ယူကရိန်းခေါင်းဆောင်တွေဟာတိနေရာကိုရှားတာနဲ့ပဲရုရှားတွေခရံပြန်မဖြစ်မီတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ရုရှားစစ်သားတွေဟာသူတို့ရဲ့ကရုချင်းတွေနဲ့ခံစစ်နေရာတွေပတ်လည်မှာပြန်လည်စုဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အထက်ကစစ်ဦးစီးချုပ်နဲ့လုံးဝအဆက်အသွယ်မရတော့ပါဘူး။သူတို့ရဲ့ကာကွယ်ရေးဟာအားနေပြီးရှုပ်ထွေးသွားပါတယ်။ တချို့တန်ချက်ကကားကြီးတွေဟာမိခိုးတွေတဲကိုမျက်စိမှိတ်ပစ်ခတ်နေပြီးလမ်းမတွေဘောကလေးဟာနေတွေကသာထိမှန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲယူကရိန်းတပ်သားတွေဟာလင်းမြန်စွာပေါ်လာလိုက်ပျောက်သွားလိုက်လုံနေပါတယ်။သူတို့ဟာလမ်းကြားတွေကနေသွားပြီးရန်သူရဲ့နေရာတွေကိုဘေးပတ်ပတ်လည်ကနေတိုက်ခတ်ခဲ့ပါတယ်။လက်ကိုင်းဒုံးပြန်ပစ်ဆက်ငယ်တွေနဲ့ရုရှားယင်းတွေကိုတစားစီဖျက်ဆီးခဲ့ပါတယ်။တိုက်ပွဲရဲ့အလဲပိုင်းရောက်တော့မာတေ့ရှ်ကီမြို့အပြင်ဘက်ဟာပျက်စီးနေတဲ့အဆောင်တွေနဲ့လမ်းကြိုလမ်းကြားတွေလိုဖြစ်နေပါပြီ။ တိုက်ပွဲငယ်တွေယာနဲ့ချီတပြိုင်တည်းဖြစ်ပေါ်နေတာပါဒီတိုက်ပွဲဟာလေးလံတဲ့လက်နက်ကြီးတွေအကြောင်းမဟုတ်တော့ဘဲဘသူကပုံမြင်မြန်တုံ့ပြန်နိုင်တယ်လဲဆိုတဲ့အကြောင်းဖြစ်လာပါပြီယူကရိန်းရဲ့စစ်သားစက်ရုံနဲ့ဒရုန်းတွေဟာကွန်ရက်တစ်ခုလိုပေါင်းစည်းပြီးအလုံနေပါတယ်သူတို့ကရုရှားရဲ့လှုပ်ရှားမှုတွေကိုမဖြစ်ခင်ကတည်းကဂျူတင်ခံမှန်ပြီးစက္ကန့်တိုင်းမှာလေးလာတင်ယူကလိုင်ရောညီထွေစွာပြောင်းလဲနေကြပါတယ်ဒါပေမဲ့မကြခင်မှာပဲရုရှားဘက်ကလည်းအင်အားနဲ့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်အနောက်ဘက်ကနေ T80 တင်ကားကြီးတွေရဲ့လေးလံတဲ့အတန်တွေလေထဲမှာပြေးနှံလာပါတယ် သူတို့နောက်ကနေခြေလင်တက်တဲယူပို့ဆောင်ရေးရှင်တွေလိုက်ပါလာပြီးရှေ့ကိုတိုးလာကြပါတယ်။သူတို့ရဲ့အပေါ်မှာဘုံကျဲလင်းတွေဟာမိုးပေါ်မှာအဖြူရောင်လေချောင်းတန်းတွေထားပြီးပြန်တန်းလာကြတာပါ။သူတို့ရဲ့ဘုံတွေဟာမိုးချိုးတန်လိုမျိုးလေထဲမှာလှုပ်ခါစေပါတယ်။ယူကရိန်းရဲ့လှိုင်းဘိတ်စနစ်တွေကပြစ်မှတ်ချိန်စနစ်ကိုရှုပ်ထွေးနေစေဖြစ်တာကြောင့်ပထမအဦးဆုံးဘုံတွေဟာပြစ်မှတ်ကိုလဲချော်သွားခဲ့ပါတယ်။အဲဒီနောက်ရုရှားတင်္ကာတွေဟာအတိကလမ်းမကြီးကိုရောက်လာပါတယ်။တိုက်ပွဲဟာကြမ်းတမ်းပြီးအနီးကပ်ဖြစ်လာခဲ့တာပါ။၅မိုင်အကွာမှာဖုံးကွယ်ထားတဲ့ ူကရိန်းဒုံးပြန်ဖြစ်လို့ဆက်တွေကမီးဖွင့်တိုက်ခိုက်လိုက်ပါတယ်။တတော်အစွန်ပြားတစ်ခုလုံးမီးလျံနေနဲ့ပောက်ခွဲသွားပါတယ်။ခဏအတွင်းမှာပဲအရာအလုံးမီးနဲ့မီးခိုးတွေအောက်ပြောက်ကွယ်သွားတာပါ။ဒါပေမဲ့မီးခိုးတွေရှင်းသွားတဲ့အခါယူကရိန်းတွေဟာအဲ့ဒီမှာဆက်ရှိနေပြီးရွေရှားနေကြတာပါ။သူတို့ကတစ်ချက်ပြစ်ပြီးတိုင်းနေရာရွေရှားသွားကြပြီးတနေရာထဲမှာဘယ်တော့မှမနေကြပါဘူး။ယူကရိန်းဘက်ကလည်းလေကြောင်းရဲကာကွယ်စနစ်တွေကိုသူတို့ရဲ့အနောက်ဘက်မှာကြိုတင်ချထားပြီးသားပါ။ရုရှားတုံးကြီးနှစ်စင်းသူတို့စီဥတီလာတဲ့အချိန်မှာ ကြားဖြတ်ဒုံးကျည်နှစ်စင်းဟာပြန်တက်သွားပြီးကောင်းကင်အလယ်မှာပေါက်ကွဲသွားပါတယ်။ပြမတ်ကိုမရောက်မီမှာပဲဒုံးကျည်တွေပျက်စီးသွားကြတာပါ။ယူကရိန်းစစ်သားတွေဟာကုတ်ဝတ်ထားတဲ့ရေဒီယိုတွေကနေအားပေးခဲ့ကြပေမဲ့အောင်ပွဲခံချိန်ဟာတိုးတောင်းနေခဲ့ပါတယ်။ရုရှားရဲ့လေကြောင်းရဲကာကွယ်ရေးစနစ်တွေကကောင်းကင်ကိုပစ်ခတ်ဖို့စတင်ခဲ့ပြီးဒရုန်းတွေနဲ့ထောင်လန်းသူတွေကိုလိုက်လံရှာဖွေပါတယ်။စစ်မြေပြင်ဟာအချက်ပြလှိုင်းနဲ့တုံ့ပြန်မှုစစ်ပွဲအဖြစ်ပြောင်းနေသွားခဲ့ပါပြီ။ဘသူမှရှင်းရှင်းလင်းလင်းထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။အောင်မြင်မှုတိုင်းဟာ gain အနည်းငယ်လောက်သာတိုင်းတာနိုင်တာပါ။ မောင်းရင်မှုတိုင်းဟာစက္ကန့်ပိုင်းအတွင်းအသက်ဆုံးရှုံးစေပါတယ်။နောက်ဆုံးအမြောက်ပြက်ခတ်ပြီးဆုံးတဲ့အချိန်မှာတော့ဆက်တွေရဲ့အတန်းကားလဲလို့ကဘာကြီးကတိတ်ဆိတ်သွားခဲ့ပါတယ်။နှစ်ဖက်စလုံးအသက်ရှူဖို့ခဏနားခဲ့ကြပါတယ်။ပျက်စီးနေတဲ့အဆောင်အုံတွေနောက်မှာအင်ဂျင်သံတွေတုံ့ဝုံညီနေပါတယ်။လေထဲမှာမီးခိုးနှံတွေနဲ့လောင်ကျွမ်းနေတဲ့လျှက်စစ်ပစ္စည်းနှံတွေရပါတယ်။ယူကရိန်းဟာသူတို့ရဲ့တိုက်ခိုက်ရေးအဖွဲ့တွေကိုအရှိတ်အဟုန်ဖြည်းဖြည်းချင်းစတင်ရွှေ့ပြောင်းခဲ့ကြပါတယ်။သူတို့ဟာရုရှားရေဒါတွေအားအနည်းဆုံးနေရာတွေကလုံခြုံတဲ့လမ်းကြောင်းတွေကိုအသုံးပြုခဲ့တာပါ။ ရန်သူကိုရှုတ်ထွေးစေဖို့အတွက်ယူကရိန်း drone တွေကမြောက်ဘက်မှာဆက်ပြန့်တက်ပြီးအတုအယောင်အချက်ပြလှိုင်းတွေကိုပြသနေစေပါရုရှားအဖွဲ့တွေကသူတို့ရဲ့ radar စနစ်တွေကိုပြန်လည်တည်ဆောက်ဖို့စ조사ခဲ့ပါတယ်တယ်ဆောင်ရလွယ်ကူတဲ့စနစ်ငယ်တွေကိုထုတ်ယူခဲ့ပြီးမြေသူတို့ရဲ့ computer တွေကစက္ကန့်အနည်းငယ်နောက်ကျနေခဲ့ပါတယ်ဒီလိုနောက်ကျမှုလေးကလည်းလုံလောက်ပါပြီ။ယူကရိန်းရဲ့အသေးခံ drone တွေဟာလျှက်တစ်ပြက်ဝင်ရောက်လာပြီးဖုံးကွယ်ထားတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါပြီ။ တိုက်ပွဲဟာအခုဆိုရင် data အကြောင်းသက်သက်ဖြစ်သွားပါပြီ။အချက်ပြလိုင်းကိုထိန်းချုပ်နိုင်သူဟာစစ်ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါပြီ။နောက်ဆုံး drone ရုပ်သံလိုင်းရပ်တန့်သွားပြီးမိခိုးတွေငြိမ်ကြသွားတဲ့အခါအခြေအနေအပြည့်စုံထင်ရှားလာပါပြီ။ Martiron တိုက်ပွဲဟာမြေသိမ်းပိုက်ဖို့အတွက်တသက်မဟုတ်ခဲ့ပါဘူး။ Moscow ရဲ့အပြင်ဘက်ကာကွယ်အလှအကိုဖြိုခွဲပစ်ဖို့ဖြစ်ခဲ့တာပါ။တနိုင်းကျော်အတွင်းမှာ Ukraine ဟာ radar ကိုမျက်ကွယ်ပြုခဲ့ပါပြီ။စစ်သွေးတွေဖြတ်တောက်ခဲ့တယ်။ပြီးတော့အရှေ့မြောက်ဘက်စစ်မျက်နှာတစ်လျှောက်ရုရှားရဲ့အင်အားဖြည့်တင်းမှုတွေကိုပိတ်ဆို့ခဲ့ပါပြီ။ရလကပြည့်စည်သွားတဲ့ရင်တွေမှသာမဟုတ်ပါဘူး။ ရုရှားစစ်နေအတွင်းရှုပ်ထွေးမှုမှာရှိပါတယ်။သူတို့ရဲ့ခိုင်မာတဲ့အပြင်ဘက်ကာကွယ်ရေးတွေဟာအခုဆိုရင်ပြိုပြတ်သွားပါပြီ။သူတို့ရဲ့အကောင်ဆုံးတပ်ဖွဲ့တွေဟာမြို့တော်ကိုကာကွယ်ဖို့နောက်ဆုတ်ပေးရမယ့်အခြေအနေကိုရောက်ရှိသွားခဲ့တဲ့အကြောင်းရုပ်ပြအနေနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။